ရေကောက်ဘဲကော်မရှင်ဥက္ကဋ္ဌဦးတီရေကဒွေဘာလ9ရက်နေ့မှာမဲယုံတွေကိုလိုက်လံကြည့်ရှုခဲ့ရာလက်ရှိတိုးတင်မဲပေးမှုအခြေအနေတွေနဲ့ပတ်သက်လို့မေးမြန်းမှုကိုကိုရိုင်းသိရှိမှုရှိပဲမဲယုံမှုတွေသာသိလိမ့်မယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်ဒီသတင်းကိုတော့ Level 1 TV ကသတင်းတော့ Harry Moon ကပေးပို့ထားပါတယ် နိုဝင်ဘာလ၈ရက်နေ့မှာဆိုရင်တော့2015အထွေထွေရွေးကောက်ပွဲကြီးကိုကျင်းပတော့မှာပါဒီလိုရွေးကောက်ပွဲနေ့မတိုင်မီဒီကနေ့နိုဝင်ဘာလ9ရက်နေ့မှာတော့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကနေပြည်တော်ကောင်စီနေမြေအတွင်းမှာရှိတဲ့မဲယုံတွေကိုလိုက်လံစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်ဒီလိုပြုလုပ်ပြီးတော့အဆင်မပြေတာတွေကိုမင်းမြန်းတဲ့အခါမှာတော့ဒစိတုံးထုနှိပ်လိုက်တဲ့အခါမှာတာမန်ဆုံးထင်းခဲ့တဲ့အဆုံးထင်းလောက်ကိုတော့ထဲသွင်းစဉ်းစားပေးနိုင်တယ်လို့လည်းပြောကြားခဲ့ပါတယ်ကြန့်ရှိနေတဲ့သတင်းချက်လက်တွေကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးအောင်ပါစမကတော့11 web tv ကသတင်းတောက် Harry မှာပါ ကျိုးတင်မဲ့ရှင်တွေနဲ့ပတ်သက်လို့မေးမြန်းမှုကိုပြည်သူ့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်ကခုလိုဖြေပါရတယ်။ကျိုးတင်မဲ့ရှင်တွေကလည်းရရှိတယ်အဲ့ဒါကျွန်တော်မသိဘူးဗျာကျိုးတင်မဲ့မဲရင်မူပဲသိပါပဲဟုတ်ဒါပြင်ဆန္ဒမဲပေးမှုတွေမှာဒစိမ့်တုံးထုနှိပ်ပြီးစာရွက်ခောက်လိုက်လို့တချို့မင်းစွန်းထင်းတာတွေကိုတော့လက်ခံပေးလို့ရနိုင်ကြောင်းကိုလည်းဦးတင်ကအခုလိုပြောပါသေးတယ်သူတို့သူတို့ခောက်လိုက်လို့စွန့်သွားတဲ့ခါကျတော့မဲရင်မူကဒါတော့သူဆုံးဖြတ်မှာနော် <laughs> ဟိုခိုင်လုံမှုဖြစ်တဲ့ပင်မှုဖြစ်တဲ့အဆုံးဖြတ်ပြီးမှာတော့မဲရုပ်ဘူးပဲဒါကမဲအယောင်းဝဲအဖြစ်ရောငါဒီပါတီကိုထည့်ရတယ်ငါလူအမှတ်သားလုပ်တယ်ဆိုတဲ့မျိုးဆူရင်တော့ပင်မေးပေါ့အဲသို့တော်လည်းပဲ तू ဟာယူသားသားဖြစ်တော်လာတော့ဒါတော့မဲရုပ်မှု तू ဆုံးဖြတ်ပါလိမ့်ခါလေးရက်လည်းဟိုခမ်းမသိနာဖြစ်တော်တော့ခမ်းမသိနာရဲ့တော့ကြည့်ပြီးတော့ ပယ်မဲတွေတတ်မှတ်နေလို့မဖြစ်ဘူးလေနော်ရည်ရွယ်ချက်ရှိရှိလုပ်တယ်ဆိုရင်တော့လည်းပယ်မဲရအောင်ပေါ့ရည်ရွယ်ချက်မရှိဘူးဆိုရင်စေတနာနဲ့လုပ်တဲ့အမှားမတော်တဆအမှားမျိုးကြတော့လည်းပယ်မဲတတ်မှတ်တယ်တိတ်နေတာတော့လေနော်လက်ရှိမှာကျွတ်တင်ဆန္ဒမဲပေးမှုတွေနဲ့ပတ်သက်လို့နိုင်ငံအနှက်အစင်မပြေမှုတွေအမျိုးမျိုးဖြစ်ပွားနေပါတယ်။ဒါပြင်ကျွတ်တင်မဲကိုဒစိမ့်တုံးထုနိုင်မှုအမှန်ချစ်ဆန္ဒမဲပေးမှုတွေဟာမဲယုံအလိုက်အမျိုးမျိုးကွာခြားနေပါတယ်။ရေကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတည်အနေနဲ့မဲယုံတွေကို လိုက်လံကြီးစုခဲ့ရမှာလဲရေကောက်ပွဲနေ့မှာအစဉ်ပြေနိုင်မှုရှိမရှိကြိုတင်မဲပေးတဲ့စီးရင်တွေကိုတေချာစွာဆောင်ရွက်စေမှုတွေကိုသာကြီးစုမှကြားခဲ့ပါတယ်။ဒစိတုံးနေ့ရမှာမှင်စွန်းတင်းမှုအချို့အပေါ်မှာတော့တမန်အစွန်းတင်းလောက်ဟာပြဿနာမရှိဘူးလို့ပြောပါတယ်။တနင်္ဂနွေလုံးတိုက်တာနဲ့ကြိုတင်မဲပေးရမှာအော်တိုဘာလ29ရက်နေ့ကစတင်ပြီးတာဝန်ရှိတဲ့သူတွေနဲ့လုပ်ငန်းဆိုင်ရာတာဝန်ကျတွားရောက်ရမယ့်ဝန်ထမ်းတွေကြိုတင်မဲပေးကြတာဖြစ်ပါတယ်။ရင်ဘာလ6ရက်နေ့နဲ့9ရက်နေ့တွေမှာတော့အကြောင်းပြချက်ခိုင်လုံတဲ့ အများပြည်သူတွေတက်ကြီးရွယ်ဦးတွေမတန်ဆွမ်းသူတွေကြိုတင်မဲပေးကြတာဖြစ်ပါတယ်ဒီလိုကြိုတင်မဲပေးရမှာမဲယုံတစ်ခုနဲ့တစ်ခုတူညီတဲ့သတ်မှတ်ချက်မရှိတာစန္ဒာမဲပေးရမှာလွတ်လပ်မှုမရှိတာတွေအပေါ်သတင်းတွေမျိုးမျိုးထွက်ပေါ်နေပြီးဝေဖန်မှုတွေလည်းရှိနေပါတယ်